ဒီနေ့မနေ့၈နာရီတိပြင်းထန်ငလင်တန်းကြောင့်တေဆုံးသူ385ဦးဒဏ်ရသူ4935ဦးပျောက်ဆုံးသူ341ဦးရှိကြောင်းသတင်းရရှိပါတယ်တေဆုံးဒဏ်ရာရပျောက်ဆုံးသူများအတွက်နိုင်ငံတော်အစိုးရအနေနဲ့များစွာဝမ်းနည်းကြေကွဲရပါတယ်ကယ်ဆယ်ရေး ဆောင်ရွက်မှုများအနေနဲ့ရုရှားတရုတ်အိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုအင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်နီပေါ်ပါကစ္စတန်တရုတ်ဟောင်ကောင်နိုင်ငံပေါင်း18ခုနိုင်ငံကဒီလိုတော့လေရင်စီးရီစုပေါင်း59စီးနဲ့ကူညီကြသေးပစ္စည်းများရောက်ရှိခြင်းကယ်ဆယ်ရေးဝန်ထမ်းများရောက်ရှိခြင်းရှိပါတယ် ကယ်ဆယ်ရေးဝန်ထမ်း1566ဦးကျွန်တို့ဗလင်တန်သင်းဒေတာတွေမှာကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်ထောက်ပံ့ရေးပစ္စည်း438တန်နဲ့ကယ်ဆယ်ရေးပစ္စည်း942တန်ရောက်ရှိပြီဖြစ်ပါတယ်ဒါတွေကတော့လေချောင်းကနေရောက်ရှိတဲ့အကူအညီတွေဖြစ်ပါတယ်ဒီကယ်ဆယ်ရေးလုပ်ငန်းများအနေနဲ့လည်းဒီနေ့အထိကျွန်တော်တို့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်နိုင်ငံတကာမှကုညီကယ်ဆယ်ရေးအဖွဲ့များရဲ့အကြိုးပန်းဆောင်ရွက်မှုဆေးအဖွဲ့များရဲ့အကြိုးပန်းဆောင်ရွက်မှုကုညီထောက်ပံ့မှုတွေအတွက်ထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ဒီကုညီကယ်ဆယ်ထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးမနေ့ကကျွန်တော်ပြောသလိုတရဝင်သက်ဆိုင်ရာနိုင်ငံတွေကတန်ယုံစစ်တန်ယုံတွေနဲ့ဆက်သွယ်ပြီးမှဒီမှာရှိတဲ့မြန်မာနိုင်ငံမှာရှိတဲ့ ျွန်တော်တို့နိုင်ငံသားရေးဝန်ကြီးဌာနကဘာဖေးရနေရယ်ကုညီကယ်ဆေးရေးအတွက်ဖွဲ့စည်းထားတဲ့ဒါကဘာဖေးရနေရယ်စီမံခန့်ခွဲမှုအဖွဲ့တရားဝင်ဆက်သွယ်ပြီးဒါဆောင်ရွက်ပေးကြပါလို့လည်းမေတ္တာရပ်ခံပါတယ်ဒီသဘောဖေးရနေရယ်ကနေပြီးကုညီကယ်ဆေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအစိုးရအနေနဲ့ င်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါတယ်ပြည်သူလူထုအားလုံးကလည်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါလို့ပြောကြားလိုပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်